ဟယ်လိုချစ်ရတဲ့ BB မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် November လ23ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်အတူတိုင်းမှာ Reaction လုပ်ကြမှာဖြစ်ပါတယ်ခင်ဗျာ Okay မနေ့ကသတင်းပတင်ဆက်ခဲ့နိုင်တာအတွက်လည်းအားလုံးကိုအထူးပဲတောင်းပန်လိုက်ပါတယ်โอเคမနေ့ညသတင်းတွေရဲ့ဒီမနေ့မှာတက်လာတဲ့သတင်းတွေပေါင်းပြီးမှတင်ဆက်ပြပါမယ်နော် ကဲမင်းညတော့တရင်ကောင်းနဲ့တရင်ကောင်းလေးတို့ရှိတယ်ဗောနော်အဲ့ဒါဘာလဲဆိုတော့စစ်ကော်မရှင်တက်စစ်တက်လေးကြီး ဒဇင်းကိုမြိုင်နဲ့ပေါက်မြို့နယ်အဆက်တွေတွန်လိုင်းတပ်ဖွဲ့များပစ်ချလိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါနော်စက်တက်လေဒီဒဇင်းဆက်ချွင်ရင်ပစ်ချသွားတယ်လို့စစ်တပ်ကမကြမီထုတ်ပြန်လိုက်မယ်လို့လည်းတွန်လိုင်းတပ်ဖွဲ့တအူးအဆိုးဆိုတဲ့သတင်းဖြစ်ပါတယ်အဲ့တော့ကျမစစ်ကောင်စီရဲ့စက်တက်လေဒီကိုပစ်ချလိုက်တယ်ပေါ့နော်ဒါပေမဲ့ကျမစစ်ကောင်စီကဘယ်လိုထုတ်ပြန်မလဲဆိုတာကိုတွန်လိုင်းတပ်ဖွဲ့တွေကြိုးပြီးတော့ခမန်းမိတာဖြစ်ပါတယ်နော်ပြစ်ကြသွားတယ်စစ်တပ်လေဒီပေါ်မှာမောင်းနေလိုက်ပါလာတဲ့အချမ်းပတ်စစ်သားနဲ့ထိခိုက်တိုက်ဆုံးရှိမရှိကိုတော့ထုတ်ပြန်ချက်မှာဖော်ပြထားခြင်းမရှိဘူးတဲ့ယခုနေ့တင်စကိုင်းနဲ့မကွေးထဲမှာစစ်တပ်လေဒီနဲ့ဘုံကျဲတိုက်ခဲ့လို့ပြည်သူ ဒေသခံပြည်သူများထိခိုက်သေးဆုံးမှုများရှိတယ်လို့ပြည်သူအများအပြားလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။စစ်တပ်လေဒီပြစ်ချက်ခံပတ်သက်လို့စစ်တပ်လေဒီပြစ်ချက်ခံအမှန်ပဲပြ။ဒီဘက်ကကလေးတွေဝိုင်းပြစ်လို့ပြစ်ကြသွားတာကျန်တာတော့အနည်းငယ်မမြင်ရတော့တိုက်အမပြောနိုင်ဘူး။တေချာတာကတော့စစ်တပ်ကမနေ့ကမှစစ်တပ်လေဒီတစ်စင်ချွတ်ဆက်ချွတ်ရင်းလို့ပြစ်ကြသွားတယ်ဆိုပြီးထုံးစံအတိုင်းထုတ်ပြန်လာပါလိမ့်မယ်လို့ဒေသခံကတဖွဲ့တူကသတင်းပေးပို့တာလို့သိရပါတယ်ခင်ဗျာ။အဲ့တော့ဒီအမှန်တော့ဒီလူတွေပါမိရပါတော့ပီတူတွေကိုဘုံကျဲပြီးတက်ဖြတ်နေတဲ့ကောင်တွေ မိလို့တော့ဗောနော်အယူချအသားချအပီးတည်းဆွဲဖြစ်မှသိကြတယ်နောက်ထပ်သတင်းတစ်ပုဒ်ကလည်းချမ်ဖက်စစ်တပ်ရွေးကောက်ပွဲကိုအမေရိကန်ရောက်မြန်မာနိုင်ငံသားများကအင်ဗီရိုရှိမှစတင်ဆန္ဒပြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မှာမှာရေးတဲ့ပြည်ဦးစစ်ဖက်မှုစတင်ရေးအမေရိကန်ရဲ့မြန်မာသားမြန်မာနိုင်ငံသားများ၏ဆန္ဒပြကိုကျင်းပလို့ရှိပြီးတရားထုတ်လွှင့်ပြီးဖြစ်ပါတယ်ဗောနော်ဒီအမေရိကန်နိုင်ငံကဒီချမ်ဖက်မြောက်လိုင်းရွေးကောက်ပွဲစတင်ရတဲ့ မြန်မာပြည်အတွက်ပေါ့နော်ကျွန်တော်တို့ live ပြင်ဆင်တွေ့ရတယ်ဒီလိုအားဆရာကောင်းတယ်နော်ခုလိုချိန်မှာတကယ်လို့ JVAD ရေမြန်မာနိုင်ငံအတွက်ပေါ့နော်ဖတ်လန်းနေလုပ်ပြီးနေတယ်ဒီပိုင်းရောက်ဒီပိုင်းရောက်တကယ်လို့လေးစားဆရာကောင်းတယ်နော်ကဲတော့ဖက်တဲ့တဘုတ်ကတော့ဒီငလင်တန်းကြောက်ပျက်စီးသွားတဲ့ဒီကြက်ကြက်ဖို့ရုံးကိုပေါ့နော်ပြန်လဲတိဆောက်တဲ့အခါမှာဒီဥခင်ကြီးရဲ့သားကကန်ထရက်ယူရပေါ့နော်အဲ့တော့အဲ့မှာတင်းတောင်းတဲ့ချီအာဒီလူမျိုး အလွဲသုံးစားလုပ်တဲ့သတင်းပေါ့နော်အဲ့ဒီသတင်းကိုတင်ဆက်ထားတဲ့ဒါတော့ကြည့်အောင်နော်ကစကိုင်းငရင်တန်းကြောင့်စက်ခံရေးပါတီရဲ့ညီလာခံခမ်းမကြီးအပါအဝင် ရုံကန်းနိုင်ငံတွေရဲ့နဲ့ချက်တွေဆင်ဝင်တဲ့ရှောက်လန်းတွေလည်းထိခိုက်ကွဲအမှုတွေရှိခဲ့ပါတယ်ဒီလိုအခြေအနေမှာဥခင်ကြီးဥဆောင်တဲ့ပါတီထိပ်သီးခေါင်းဆောင်တွေဟာပါတီရုံးချုပ်ကိုမူလတည်ဆောက်ခဲ့တဲ့အောင်ချမ်းသာဆောက်လုပ်ရေးကုမ္ပဏီကိုခေါ်ပြီးခက်မှန်ကုန်ကြစီ တွက်ချက်ခိုင်းခဲ့ပါတယ် အောင်ချမ်းသာကုမ္ပဏီရဲ့တွက်ချက်မှုအရအကြမ်းမြင့်စက်သိမ်းပေါင်း2300ငုံကြမယ်လို့ပါတီကိုပြန်လည်တင်ပြခဲ့ပါဗျ။အဲ့ဒီနောက်ငရင်တန်တဲ့ပါတီယုံချုပ်ကိုဥခင်ရဲ့သားကုမ္ပဏီကလည်းလာရောက်စစ်ဆေးခဲ့ပြီးဘူလာကုမ္ပဏီထက်အနည်းငယ်ရော့နေတဲ့စက်သိမ်းပေါင်း2200ကျော်ငုံကြမယ်ဆိုပြီးတင်ပြခဲ့ပါဗျ။အဲ့တော့သူ့သားကုမ္ပဏီကိုဈေးသက်တာလို့ဆိုပြီးပေးလိုက်တယ်လို့အဲ့ဒီအခြေအနေကိုသိရှိတဲ့ပါတီထိပ်သီးတွေနဲ့နှီးဆက်သူတူဦးကပြောပြပါဗျ။ မိသားစုပိုင်ကုမ္ပဏီကိုလက်သိထိုးပေးလိုက်တဲ့ဥခင်ရဲ့လိုရက်ကိုထိတ်တီးကောင်းသောတချို့ကမကျေနပ်ကြပေမဲ့ပေါ်တင်ကန့်ွက်ရဲသူကတော့လက်ရှိကြံ့ခိုင်ရေးပါတီဒုဥက္ကဋ္ဌ၃ဖြစ်သူဦးမျိုးစုံသိန်းတယောက်ပဲရှိတယ်လို့ဆိုပါတယ်။ဦးမျိုးစုံသိန်းဟာဒုဗိုလ်ချုပ်ကြီးယာရုနဲ့စစ်ရေးချုပ်အဖြစ်ကနေလွန်ခဲ့တဲ့၃နှစ်ကစစ်ကောင်းဆောင်အမိန့်နဲ့ပါတီကိုရောက်လာသူဖြစ်ပါတယ်။စက်သိန်းပေါင်း၂၀၀၀ကျော်နဲ့ပါတီယုံချုပ်ကိုပြင်ကွင်းရတဲ့ဦးခင်ရဲ့သားကုမ္ပဏီကို လက်ရှိမှာကုန်ကြမ်းဈေးရဲ့ထက်ဝက်ဖြစ်တဲ့ငွေကြက်သိန်းတထောင်ကျော်ထုတ်ပေးထားပြီးဖြစ်တယ်လို့လည်းသိရပါဗျ။ဥခင်ရဲ့တားပိုင်တဲ့ Embryo ကုမ္ပဏီဟာပါတီယုံကျုပ်ပြင်ဆင်လုပ်ငန်းတွေတာမက နေပြည်တော်ဇဘူတီရီမြို့နယ်ကပါတီယုံကိုတိဆောက်ခွင့်ရခဲ့တယ်လို့တက်ကုံမြို့နယ်ပါတီယုံနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ပါတီယုံတွေကိုလည်းတိဆောက်ခွင့်ချပေးထားတယ်လို့ပါတီဘူအလုံးမှုဆောင်တွေနဲ့နှိစက်သူတွေက ပြောပါဗျ။ ။ Embryo ဆောက်လုပ်ရေးကုမ္ပဏီဘက်ကလည်းကြံ့ခိုင်ရေးပါတီ ရုံးချုပ်ကိုသူတို့ကုမ္ပဏီကလုပ်ပိုင်ခွင့်အရထားတဲ့အကြောင်းအတည်ပြုပါရယ်။ပါတီရုံးချုပ်ကတော့ပြင်လို့မပြီးသေးဘူး။ချွေးကြပင်ရုံးကတော့ဆောက်ပြီးသွားပြီလို့မြန်မာနောင်ရဲ့ဆက်သွယ်မေးမြန်းမှုကိုကုမ္ပဏီကပြန်လည်ဖြေကြားပါရယ်။ရဲချုပ်ဟောင်းနဲ့လာဝကဝင်ကြီးဟောင်းလည်းဖြစ်တဲ့ဥခင်ကြီးမှာခင်မျိုးမျက်စိုးထက်ရနိုင်စိုးနဲ့မေဖူးပွင့်စိုးဆိုတဲ့သားသမီး၃ယောက်ရှိပါတယ် ဦးထိုင်ရနိုင်ဆိုဟာ Embryo ကုမ္ပဏီအပြင်ရွှေမဟာခင်းနဲ့ဇိန်းဆိုတဲ့ကုမ္ပဏီတွေကိုပိုင်ဆိုင်ပါတယ်။ရွှေမဟာခင်းနဲ့ဇိန်းကုမ္ပဏီတွေမှာတော့ထိုင်ရနိုင်ဆိုအပြင်သူ့ရဲ့အမခင်မျိုးမျက်ဆိုညီမမေဖူးပွင့်ဆိုနဲ့သူ့ရဲ့ဇနီးဖူးပွင့်ဝတ္တန်တို့ကိုလည်းဒါရိုက်တာစင်းနဲ့မှတွေ့ရပါတယ်။ Embryo ကုမ္ပဏီနဲ့ရွှေမဟာခင်းကုမ္ပဏီနှစ်ခုလုံးဟာမပုံတင်တဲ့ရက်စွဲနဲ့လိပ်စာတူညီနေတာကိုဒိုက် အမတ်တံတွေမှာတွေ့ရပါတယ်အဲ့ဒီကုမ္ပဏီနှစ်ခုမပုံတင်ထားတဲ့အမတ်1438လမ်းအောက်ဘလောက်ငားရက်ကွက်ကြောက်တရာမြို့နယ်ရန်ကုန်မြို့လိပ်စာကိုတွားရောက်လေ့လာရမှာကုမ္ပဏီရုံးငန်းတွေဆိုင်းဘုတ်တွေမရှိဘဲလူနေတိုက်ခန်းတွေကိုသာတွေ့ရပါတယ်ကျန်းခိုင်ပါတီကိုဗိုလ်ပြုတ်ပြီးကြီးထွားလာတဲ့ဥခင်ရဲ့စီးပွားရေးအင်ပါယာနဲ့တားပြစ်သူကိုလက်သိထိုးပြီးလုပ်ပိုင်ခွင့်ချပေးတဲ့ကိစ္စနဲ့ပတ်သက်လို့ โอเคဒါကတော့ဥခင်ရဲ့အကြောင်းပေးတာ ਨੇ တခါလေဟိုဘက်ကဖုံးချသွားတဲ့တင်ပေါ့နော်အဲ့တော့ဥခင်ကတော့ဂျပန်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ empire စီးပွားရေး empire တည်ထောင်နေဆိုတွေ့ပါတယ်နော်အဲ့တော့ပြောချင်တာဒီစစ်တပ်ကထွက်တဲ့ကောင်တွေအားလုံးကဒီလိုပဲနော်တိုင်းပြည်ရဲ့ banner တိုင်းပြည်ရဲ့ဟာတွေကိုဘယ်လိုမျိုးဖဲ့ယူရမလဲဆိုတဲ့ကောင်ကိုစဉ်းစားနေတဲ့ကောင်တွေဖြစ်ပါတယ်နော်ကိုယ့်ရဲ့အစွမ်းအစာကြီးကြောင့်ကြီးပွားလာတယ်တရားမှမရှိဘူးနော်ကဲကျုံတော့နောက်ထပ်မယ့်တင်ကတော့အခုချိန်မှဆိုရင်တော့အချက်မဲ့စစ်ကောင်စီကမိုးကိုမျိုးအဝင်နာအထိပေါ့နော် အဲလမ်းဆောင်နာတိရောက်နေပြီဆိုတဲ့သတင်းလေးပေါ့နော်ကျွန်တော်နားထောင်ကြည့်အောင်အဲ့တော့ TNL တွေကဘယ်လိုမျိုးဆက်ပြီးတော့သူတို့အထက်ထက်ပလဲဆိုတာကိုလည်းဒီမြို့နေနေပေါ့နော်ဘယ်လိုမျိုးသူတို့အကူကြီးနဲ့ဘယ်လိုထည့်မလဲဆိုတာလည်းကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပေမဲ့အခုချိန်မှာဆိုရင်တော့မြို့နေတော်တော်နီးတဲ့အခြေအနေရှိနေပါပြီနော်အဲ့တော့ကြေညာထားတယ်နားထောင်ကြည့်အောင် TNL တွေကစစ်ကောင်စီနဲ့ပြည့်ရက်ပြီးမိုးကုန်းနဲ့မုံမိတ်မြို့တွေကိုလက်လွတ်မဲ့အကြောင်းအောက်တိုဘာ29ရက်နေ့မှာကြေညာထားတာပါ န်တယ်လီကစစ်ကောင်စီကိုသူတို့ကိုယ်တိုင်မိုးကုပ်မြို့ရဲခေါ်သွင်းလာမယ့်အကြောင်းဒေသတော်လိုင်းအင်အားစုတွေကိုအကြည့်လင်းပြောဆိုပြီးနောက်နိုဝင်ဘာ၁ရက်ပတ်မှာစစ်ကောင်စီတပ်တွေဟာမိုးကုပ်မြို့နဲ့၁၄မိုင်ဝန်းကျင်အကွာကရှမ်းလန်းစုကိုရောက်ရှိလာတယ်လို့မိုးကုပ်တပိတ်ကောင်းဆောင်ကပြောပါတယ်စစ်ကောင်စီတပ်တွေဟာပြင်းဦးမြေနောင်ချူကြောက်မဲမိုးကုပ်လမ်းကြောင်းတစ်လျှောက်ကိုပြန်ဆုံမှုထားပြီးဒီလမ်းကြောင်းအတိုင်းပဲမိုးကုပ်မြို့တွေကိုဝင်လာဖို့အခြေအနေရှိနေတာပါ30 31ကိုကြောက်မဲဘက်ကနေသူတို့ဝင်လာဖို့များတယ်ပေါ့ပြင်းဦးလမ်းပေါ့ဗျာအခုရှမ်းလန်းစုမှာတော့ CNN လေးနဲ့ခုခွေတက်ကတော့တချမ်းကြီးထံပြီးတော့ခိတ်ချထားပြီးပြောတယ်။အဲ့ဘက်ကနေခေါ်သွင်းလာဖို့များတယ်ပေါ့နော်။အခုဒါနောက်ဆုံးတီးရတဲ့သတင်းပေါ့နော်။ CNN လေးနဲ့ပတ်သက်တဲ့ဟာကြောင့်လည်းနည်းနည်း sensitive ဖြစ်တာပေါ့နော်။ဘာသူမဟာမိတ်ပြက်လို့လည်းမဖြစ်ဘူးလေ။ NGO အစိုးရကတော့ဥယျာဉ်မှုကိုယ်တိုင်တချို့ဟာတွေညှိနှိုင်းနေတယ်လို့လည်းအကြမ်းဖျင်းတီးရတယ်။ဘာတွေညှိတယ်ပဲအချက်တွေညှိတယ်ပေါ့နော်။ဘယ်လောက်ထိတော့မယ်ဆိုတော့ထုတ်ပြန်တာမျိုးကျွန်တော်တို့အကြောင်းကြားတာသိပေးတာမျိုးတော့မရှိသေးဘူး။ဆိုတော့တစ်ဖက်မှာတော့ကျွန်တော်တို့ကဒီဘက်မှာတပ်ပေါင်းစု ပုံစံပေါ်လာအောင်တော့ပေါ်တာဟိုကတပ်ပေါင်းစုပုံစံတော့တော်တော်ပေါ်လာပြီပေါ့နော်။ တခုပဲထင်နေတာခုနအဲ့ TNL လေးကသူကိုယ်တိုင်ခေါ်သွင်းလာမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုတုံ့ပြန်ကြမလဲပေါ့နော်အဲ့ဒါကနည်းနည်းကျွန်တော်တို့အတွက်ဟိုစိန်ခေါ်မှုကြီးကြီးမားမားဖြစ်နေတာမဟာမိတ် TNL ရဲ့ဆုံးဖြတ်ချက်အပါအဝင်မိုးကုံမြို့စေရီတည်တင်းတွေနဲ့ပတ်သက်ပြီးမှတ်ချက်တစုံကြာပေးဖို့မရှိသေးကြောင်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးရဲ့တာဝန်ရှိသူကိုအော့စမွန်က TPP ကိုပြောဆိုထားပါတယ် တကယ်လို့မူကိုမျိုးကိုတော်လိုင်းအရာစုတွေကလက်လွှတ်ရမယ်ဆိုရင်မြို့နယ်သူတော်လိုင်းရေးအတွက်ဝင်ငွေထောက်ပံ့ကောင်းဖြစ်စေမဲ့ကြောက်တွင်းလုပ်ငန်းတွေကိုပါလက်လွှတ်ရမှာဖြစ်တဲ့အတွက်ရုပ်ဝတ္ထုတန်ဖိုးဆုံးရှုံးမှုများတာ TNL ပါဝင်မြောက်ပိုင်းမှာမိတ်တွေနဲ့ဒေသတွင်ကာကွယ်ရေးအဖွဲ့တွေရဲ့မဟာမိတ်ဆက်ဆံရေးနဲ့ယုံကြည်မှုကိုထိခိုက်နိုင်တာတမျိုးပြီးတမျိုးပြန်ပေးနေရတာဖြစ်တဲ့အတွက်ရှမ်းပန်းဆက်သွယ်ရေးလမ်းတွေအားလုံးထိန်းချုပ်ခံရနိုင်ပြီးဒေသတွင်တော်လိုင်းအရာစုတွေတက်လက်နက်ရိက္ခာနဲ့စေဝါတိမ်ပို့ဆောင်ရေးပူပီးခတ်ခဲနိုင်တာ ဒေသတွင်းပြည်သူတွေရဲ့တော်လှန်ရေးအောင်မြင်နိုင်ရေးပေါ်စိတ်ပန်ဆိုင်ရာအမြင်သဘောထားထိခိုက်နိုင်တာစစ်ကောင်စီရဲ့ပိတ်ဆို့မှုတွေကြောင့်ကုန်စည်နှုန်းတွေအဆမတန်တက်ပြီးစားဝတ်တွေပိုကျတဲ့နိုင်တာစားတဲ့အချက်တွေနဲ့ကနအူးကြုံတွေ့လာဖို့ရှိတယ်လို့ဒေသတွင်းနိုင်ငံရေးသမားတွေကမှတ်ချက်ပြုပါတယ်စိန်ခေါ်ချက်တွေအများကြီးရှိတာလေနောက်တစ်ခုကတော့တရုတ်ရဲ့ဘန်လိုက်တဲ့ ကိစ္စပေါ့လေနော်အဲ့ဖိအားကလေပြဿနာရှိတယ်လေနိုင်ငံရေးရဖိအားနေမဟုတ်ဘဲနဲ့ဒီရုပ်ဝတ္ထုပစ္စည်းရပါဗျာဒါမျိုးတွေရင်ဆိုင်ထားတဲ့အခါကျတော့လေလေရှိထိန်းထားနိုင်မှုဆိုတာတော်တော်ခက်ပါတယ်ဒီမျိုးတွေရဖို့အတွက်ပေးခဲ့ရတဲ့အသက်တွေတွေးတွေချွေးတွေပေါ့ဗျာ DNL ဘက်ကရေးဘော်တွေနောက်တစ်ခါဒီမဟာမိတ်ရေးဘော်တွေပေါ့နော်အကုန်လုံးရဲ့ဘွားတွေကတော့ဝန်နေဖို့ကောင်းတာပေါ့လေဒါပေမဲ့ဟိုတစ်ဖက်မှာလည်းဟိုအလဟတ်တတ်တော့မဖြစ်ပါဘူးစစ်တပ်ကပြန်သိမ်းပြီးရတာမှမဟုတ်တာဗျာနော်မဟုတ်တဲ့ညီမျိုးစုံနဲ့တုံးပြီးတော့မှပဲစစ်အနေနဲ့တိုက်ပြီးတော့ပြန်ယူတာမဟုတ်ဘူး ူပေါ့လေလက်လက်ဆုံးရှုံးခဲ့ရတာကြီးလည်းရှိပါတယ်လူလူရဲ့စိတ်အားတက်ကြွမှုတွေလည်းဒုစုံတွေအားထိခိုက်နိုင်တာပေါ့လေ impact ဖြစ်နိုင်တာပေါ့နော်လူလူရဲ့တက်ကြွမှုတွေအသက်သွေးချွေးရင်းနှီးထားရမှုတွေပုံမှန်လည်းထိခိုက်မှုတွေတော့ဖြစ်တာပေါ့အဓိကတော့အဆူစည်းမပြတ်ဖို့အင်အားမပြတ်ဖို့အပေါ်အရေးကြီးကဲကြားတဲ့အတိုင်းပေါ့နော်အ TLD ကတော့စစ်ကောင်စီကိုထဲဝင်ဖို့ကူညီမယ်လို့တင်းတင်းကထွက်နေပြီးသားပေါ့နော်အဲ့တော့ဘယ်လိုမျိုးကူညီမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပြီးတော့တော်လိုင်းတက်ဖွဲ့တွေကလည်းချမ်းပဲစစ်ကောင်စီဝင်အောင်မဝင်ဖို့ပေါ့နော်တားဆီးမယ်ဆိုပြီးတော့ကြော်ညာထားတဲ့အတိုင်းပေါ့နော်သူတို့ဘယ်လိုမျိုးတွေဆက်ပြီးတော့လုပ်ကြမလဲဆိုတော့ ဆက်ပြီးတော့စောင့်ကြည့်ရဖြစ်ပါတယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ် TNL ရဲ့လုပ်ရက်ကတော့တို့ဘလောက်ပဲတရုတ်ကြီးကိုကြောက်လို့လုပ်နေတယ်ဖြစ်ဖြစ်နော်ဒေါ်လာရင်းအတွက်ကတော့တကယ်ပဲတို့ရဲ့လုပ်ရက်ကစိတ်ပျက်စရာကြီးဖြစ်ပါတယ်နော်ကဲကျွန်တော်နားထောင်မယ်သတင်းကတော့ကိုမြင့်ဆောင်တွေကိုအဖမ်းဆီးကျမ်းနေတယ်ဆိုတဲ့သတင်းနားထောင်ကြအောင်နော်ဒီလိုပုံအနေနဲ့ပြည်မျိုးမှာစိုင်းငယ်တွေဖမ်းပြီးငွေတောင်းတွေကစစ်မှုရန်ကိုလည်းကိုမြင့်ဆောင်တွေကိုအဓိကထားပေါ်တာဆွဲနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ပဲခူးတိုင်းပြည်မျိုးမှာကုရက်ထဲဆိုင်ကယ်ဖမ်းဆီးမှုတွေခက်စိတ်စိတ်လှုပ်လာကငွေတောင်းတာတွေလည်းပိုလုံနေပြီ ပြည်မျိုးပေါ်ကလမ်းတွေမှာရေးဆွဲထားတဲ့မြင်းဝါတွေကမမောင်းလို့ဆိုကအိုးဝေသမားတချို့ကိုလည်းဖမ်းထားတယ်လို့သိရပါဗျ။နိုဝင်ဘာလ22ရက်ဒီကနေ့မနက်ပိုင်းမှာပြည်မျိုးဗိုလ်ချုပ်လမ်းပေါ်မှာပြေးဆွဲနေတဲ့အိုးဝေ၃စီးကိုမြင်းဝါတွေကမမောင်းလို့ဆိုပြီးတရားရုံးထိခေါ်သွားကဒဏ်ွေဆောင်ခိုင်းတယ်လို့သိရပါဗျ။တော်တော်များများကဆိုင်ငယ်တွေအတွက်ဖဲမောင်းဖို့မြင်းဝါဆွဲထားတယ်လို့ထင်ထားတာပါ။အခုအဖမ်းခံရတဲ့သူတွေကပြည်မျိုးခံတွေမဟုတ်ကြဘူး။တခြားကလာတဲ့အိုးဝေသမားတွေပါ ဘူးကစံပြအနေနဲ့တရားရုံးခေါ်ပြီးဒဏ်ငွေဆောင်ခိုင်းတာလို့ကြားတယ်လို့ဒေသခံတူကပြောပါတယ်။ဒါအပြင်ပြည်မျိုးနယ်ထဲမှာဆိုင်ငယ်စည်းလူငယ်တချို့ကိုလည်းတားဆီးစစ်ဆေးနေပြီးနယ်ကလာတဲ့သူတွေဆိုစစ်မှုတမ်းဖို့တခါတည်းဖမ်းဆီးက959တက်ထဲတခါတည်းပို့တယ်လို့သိရပါတယ်။ပြည်အဝင်လမ်းဆောင်နဲ့ကမ္ဘာလမ်းခွဲတွေမှာပြီးခဲ့တဲ့ရက်ကအစွဲခံရတာတွေရှိတယ်။အကုန်လုံးလူငယ်တွေကိုအဓိက ပြစ်မှတ်ထားတာ။ဆိုင်ငယ်လိုင်စင်စစ်တလို့လို့နဲ့မပုံတင်တွေစစ်ပြီး ိုမြင့်ဆောင်ပမနနိုင်တယ်ကိုမြင့်ဆောင်တွေကဆိုရင်တန်းဆွဲထားတာအခြားရှစ်မြင့်ဆောင်တွေ၁၀မြင့်ဆောင်တွေဆိုရင်ပေါ်တာမဆွဲဘူးပကိုးတိုင်းတွေကဆိုရင်တန်းဆွဲလိုက်တော့တာကြီးမငွေနဲ့လိုက်ရွေးရတာတရာ350ကျော်ပေါက်တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်မရှင်ကကူရက်ထဲပေါ်တာဆွဲပြီးငွေရှာနေကလူပွဲစားတွေနဲ့ချိတ်ဆက်အစားထိုးလူလဲပေးရတွေအပြင်ဆိုင်ကယ်လိုင်စင်ဖမ်းငွေတောင်းတာတွေရခင်ကထပ်ပုံမလုံးဆောင်လာတယ်လို့သိရှိရပါတယ် ခဲ့ကြရတယ်ဗောနော်အဲချမ်းမက်စကောင်စီကတော့တော်တော်ကြီးအယုံမာတဲ့အနေထားဖြစ်ပြီးတော့အခုဆိုလူပွဲစားလောက်တာဗောနော်လူတယောက်စုမှုတန်းဥတွေနဲ့ပတ်သက်ဖမ်းဆီးပြီးဆိုရင်350လောက်ကအနည်းဆုံးဖြစ်နေပါတယ်နော်ကျွန်တော်တို့နောက်ထပ်မှာတော့ကျွန်တော်လေးစားရတဲ့ဘွေးညီမျိုးစင်သုံးသက်ပေးထားတဲ့နိုင်ငံရေးသတင်းလေးပေါ့နော်အဲဒါမနေ့ကသတင်းပေါ့နော်ကျွန်တော်မနေ့ကဒီညပိုင်းနဲ့နေ့လယ်မှာမတင်ဆက်ခဲ့တဲ့အတွက်သတင်းလေးနောက်ကျသွားတယ်ပေါ့နော်နားမထောင်သေးတဲ့သူတွေအတွက်ကျွန်တော်တင်ဆက်ပေးချင်ဖြစ်ပါတယ်ခင်ဗျာသတင်းချက်လက်တွေကအိန္ဒိယနဲ့ခွဲစိတ်ဆရာဝန်တွေဟာအဲ့ဒီ KK ပစိတ် ဒီ online link လေးတဲ့ gain တွေအခြေဆက်ရထားနာမှာခွဲစိတ်ခန်းတွေလျှို့ဝှက်တိဆောက်ထားပြီးတော့ကဲအစ်မခွဲစိတ်ခန်းကြီးတွေမှာလူငယ်တွေလူရွယ်တွေသူတို့လူချင်းနဲ့ဘယ်အသက်ရွယ်ဘယ်သွေးမျိုးစားဘယ်လို insight ပါတဲ့ဘယ်လိုကိုယ်တွင်းကလေးစားအတဲကြောက်ကနှလုံးစတဲ့ပြင်အစားထုတ်လိုတဲ့ကလေးစားတို့ခွဲအရှင်လက်လက်ခွဲစိတ်ဖြတ်တော့တတ်ဖြတ်ပြီးတော့ဒီပြန်လည်ပြီးနိုင်ငံတကာဈေးကွက်ကိုတင်ပို့ခဲ့ရဆိုတဲ့ဖြစ်စဉ်တွေအကုန်လုံးတစတစပေါ်ထွက်လာတဲ့အကြောင်းမို့တရားမဝင်ကိုရင်းကလေးစားတပ်ဖြတ်ရောင်းဝယ်မှုရဲ့ပင်မစစ်မြေတရားခံဟာလည်းပဲမင်း online အုပ်စုပဲစစ်အုပ်စုပဲဖြစ်နေတာတွေ့ရပါတယ်ဒီကြောင့်လည်းပဲကျွန်တော်ကိုရင်းပြောခဲ့ပြပါတယ် ဒီဓာကစားမှုဒုဓာကစားမှုလုပ်ခဲ့တဲ့ခေါင်းတကောင်အဆိုရင်လည်းပဲ2021ကာလစမ်းသပ်ရတဲ့လူငယ်တွေလူငယ်ဆိုတော့အသက်18 20စိတ်တွေဟာနေပြောင်ညပြောင်ပျောက်သွားပြီးတော့လုံးဝအလောင်းမှရှာမရအောင်အယောင်ရလို့ဆေးုံသွားထုတ်ဆိုရင်လည်းပဲရင်ခွဲထားပြီးသားကိုရင်းကလူစားဘာမှမရှိတော့ဘူးလက်လက်ဆက်ဆက်မနေ့ကမှဖမ်းသွားတယ်ဒီနေ့ကိုရင်းကလေးစားမပါဘဲနဲ့ချုပ်ပြီးသားတွေဘော်ဒီယိုမိဘတွေပြန်ပြီးတယ်အဲအဲ့ဒီအချိန်ကလေးကကိုရင်းကလေးစားရောင်းဝယ်မှုလုပ်ငန်းကိုစစ်ဘိုလ်ချုပ်အဆင့်ရှိတဲ့ကောင်တွေကိုရင်းကအဆပြုပြီးတော့လှုပ်လာခဲ့ပြီဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ရှီချစ်ပင်ကိုတိုင်ပူတင်နဲ့တွေ့တဲ့အချိန်မှာ လွတ်ကနေပြောလိုက်လို့ဖြက်ပြန်ဖြက်ခိုင်းလိုက်တဲ့ message တစ်ခုရှိပါတယ်ဒါပါလဲဆိုတော့လူတွေရဲ့အသက်ကို150ထိရှိအောင်လုပ်နိုင်မယ့်နည်းလမ်းတွေရှားဖွေတွေ့ရှိထားခဲ့ပြီဆိုတဲ့အချက်လက်ပေါ့ဒါစီးပညာရစီးထိုးပြီးသွားတာမဟုတ်ဘူးကိုရင်းကလီစာတချို့ရေးကြီးစိတ်ပိုင်းတွေကိုသူတို့ဤပညာနဲ့လဲလဲအစားထိုးအသက်ဆက်ရှင်မှုကြိုးစားတဲ့နေရာမှာလဲလဲအစားထိုးဖို့လိုအပ်တဲ့ကိုရင်းကလီစာတွေအတွက်အခုလိုမျိုးရက်ဆက်ကြမ်းကြုတ်တဲ့ဖက်စစ်ကြမ်းဖက်စစ်တပ်တွေဆေးအာဏာရှင်တွေလူမဆန်တဲ့ကောင်တွေလူလူချင်းချင်းကိုအရှင်လက်လက်တပ်ဖြတ်ပြီးကိုရင်းကလီစာထုတ်ဝင်တဲ့လူအရင်ဆိုင်ကောင်တွေရှိမှကျင့်ဝတ်ဖောက်ပြန်တဲ့အိန္ဒိယဆရာဝန်တချို့လိုမျိုး ဆေးပညာရှင်တွေရှိမှဒီကိုရင်းကလီစာကို yes ခွဲထုတ်တခြားနေရာမှာပြောင်းလဲစားထုတ်အသက်ဆက်ရှင်နေမှာဖြစ်တယ်။ဆိုတော့ကိုရင်းကလီစာရောင်းဝယ်ရေးအတွက်ကိုမြန်မာပြည်ဟာအင်မတန်မှဝမ်းနည်းကြည်ကဲဖွယ်ရအောင်လောက်အောင် yes ကြံကြုတ်တဲ့လူသက်သမားတွေရဲ့စကြက်မြေဖြစ်ခဲ့ပြီးတော့အခုဆိုရင် Belarus ကဆိုတော့လိုမျိုးတခြားနိုင်ငံကလှပနုနယ်ပြိုမြင့်တဲ့လူငယ်တွေကျွန်တော်နိုင်ငံကတော့ထွေထူးဆိုစရာမရှိဘူးပေါ့အစာပြောက်နားပြောက်ဘယ်သူတက်လို့တတ်မှန်းမသိလုံးဝ chaos first state ဖြစ်နေတဲ့နိုင်ငံဖြစ်တော့ကျွန်တော်နိုင်ငံလူငယ်တွေအတွက်တော့ထွေထူးဆိုစရာမရှိဘူးပေါ့အဲ့တော့အတိတ်ကစိုးဝါလာတဲ့ရာဇဝတ်မှုကြီးတွေအကုန်လုံး scamming မူရကိုရင်းကလေးစားရောင်းဝယ်မှုသုံးခုသလုံးရဲ့ပင်မစစ်မြေတရားခံဟာမင်းအွန်လိုင်းစေအုပ်စုဖြစ်နေတယ်ဆိုတာကို American Congress လွတ်တော်ကပြီးခဲ့တဲ့နှစ်ရက်ကနှစ်နာရီကျော်ကြာဆွေးနွေးတဲ့အခြေတင်ဆွေးနွေးပွဲမှာတွတ်တော်ကိုယ်စားလှယ်တွေဘက်ကသူတို့ရဲ့ရှာဖွေတွေ့ရှိတဲ့အချက်လက်တွေကိုမူတည်ပြီးရှင်းလင်းတင်ပြသွားတာတွေ့ရကြတယ်။ကဘာကြီးဟာမြန်မာပြည်ပြည်သူပြည်သားတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ဖက်စစ်ချမ်းဖက်အာဏာရှင်စနစ်ကဆိုးဝါးရက်ဆက်ကြမ်းကြုတ်မယိုင်းလာတဲ့ အချိန်ဤမှန်တွေကိုသိမြင်သွားခဲ့ပြီဖြစ်တယ်အဲ့တော့အခုဒီကနေ့ဒီမဲ့ဇယ်လန်စကီကသူ့ရဲ့ရွေးချယ်ဖို့ခက်ခဲတဲ့ option တစ်ခုကိုမိကုန်းနဲ့တင်ပြခဲ့တယ် option တစ်ခုကျင်းချုပ်ပြောရရင် तू ဂုံးတိခါကိုရွေးချယ်မလားစစ်ရှုံးခံပြီးတော့မဟာမိတ်တပ်ဖွဲ့နိုင်ငံကြီးတစ်ခုကိုရှုံးခံမလား तू နှစ်ခုပေါ့ရွေးချယ်ရတော့မနေထားဖြစ်ပြီဆိုတော့ကျွန်တော်တို့လူလူချင်းသုံးသပ်ရရင်၃နှစ်ကျော်လင်းကြာဖြစ်လာတဲ့ယူကရိန်းနဲ့ရုရှားစစ်ပွဲဟာအခုဆိုရင် ရုရှားဟာအတော်ကြီးကိုစစ်ပမ်းပြီးတော့ရှိသမျှရွှေဒုံးတွေရောင်းထုတ်ရတဲ့အနေအထားသူဒီနိုင်ငံတွေမှာတော့ဓာတ်ဆီဒီဇယ်မထုတ်နိုင်တော့လို့တခြားနိုင်ငံတွေကလည်းဓာတ်ဆီဒီဇယ်ပြန်သွင်းပြီးတော့သူတို့ကားတွေဖြန့်ဝေရတဲ့အခြေအနေသူနိုင်ငံသားတွေကိုအဆမတန်အကုန်တိုးမြင့်ပြီးတော့စစ်စည်းထောင်းလာလို့ပြူစားရတဲ့ရုံးကန်တွေကလည်းနောက်ဆုံးကျဆွဲဒီချိန်ဒီမှာပူတင်အတွက်ရွေးချယ်စရာသူတို့နိုင်ငံကြီးနေနဲ့သူစစ်ရှုံးခံမလားနောက်ဆုံးဖြစ်ချင်အဖြစ်သူလည်းတည်ကဘာလဲကြည်ဆိုပြီးနျူကလ িয়ার တုံးမလားတုံးမဟုတ် တောက်ကန်ကန်ပြီးဂျောင်းပိတ်ရဲခံရတဲ့ခွေးလိုရှိသမျှလက်နက်နဲ့ထုတ်သုံးမလားဆိုတဲ့အနေထားဖြစ်လာတဲ့ကာလမှာဇယ်လင်စကီးကိုအမေရိကန်ကဒီမူချုပ်ချပြပြီးတော့လာမယ့်29ရက်နေ့မှာလက်မှတ်ထိုးဖို့ဖိအားပေးလာတယ်ဆိုတဲ့အခြေအနေဟာနောက်ဆက်တွဲဖြစ်မဲ့တောင်ပစိဖိတောင်တရုတ်ပေါ့ South China Sea ပင်မှာစိုင်ထားတဲ့စီရေးနိုင်ငံရေးအထေးဆိုင်တွေအတွက်နောက်ချီတလန်အတွက်တချို့ဇက်ွက်တွေတချို့နည်းမြေတွေမှာပြည်ရနဲ့စစ်ရုပ်သိမ်းတာစစ်ရက်ဆိုင်တာစစ်အင်အားစုတာလုပ်တယ်လို့ကျွန်တော်သုံးသပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ EU စစ်ပြင်းနေပါတယ် စစ်တပ်နဲ့ပစ္စည်းတွေအချံပဲထုတ်လုပ်ပြီးဂျာမနီနိုးထလာပါတယ်ဒီချိန်မှာဂျပန်ကစစ်အင်အားကြီးထောက်ဖို့လိုအပ်မယ်ဆိုတဲ့စကားကိုတရုတ်ကအခုဆိုရင်သူရဲ့ CCP မီဒီယာတွေမှာအပြင်းထန်အကြောက်လန့်ထိတ်လန့်တကြားကန့်ကွက်ရှုတ်ချလှုံ့ဆော်နေတာတွေ့ရပါတယ်ဂျပန်ခေါင်းထောင်လာမှာကိုတရုတ်အကြောက်ဆုံးဖြစ်နေတယ်။ဘာကြောင့်လဲလက်ပြမလုံတဲ့ခေါင်းဆောင်တချို့ကြောင့်တရုတ်ဟာတစုံတစ်ခုသာကဘာကြီးနဲ့ရှင်ပြီးသူအခြေတင်ဖြစ်ရမယ်ပြဿနာဖြေရှင်းရမယ်ဆိုရင် Wuhan virus ကစဟုတ်ကဲ့မှာ virus အစောကဘာအနှံ့ကိုဆေးအာဏာရှင်တွေစစ်စစ်တပ်စစ်ဘုတ်ချုပ်တွေကို အကျင့်ပြက်လက်စားတဲ့ဖောက်ပြန်တဲ့စစ်ဘုတ်တွေကိုမွေးပြီးတော့ဆရာနာသိန်းကဆရာနာရှင်စနစ်ကြီးထွားစေပြီးတိဝေလက်ပါးစီဖြစ်ဖြန့်ကျက်ပြီးစင်အာကြီးနိုင်ငံတစ်ခုဖြစ်တိဆောက်ကကမ္ဘာရဲ့ဆူပါပါဝါဖြစ်ဖို့တလန်းနေတဲ့တရုတ်ရဲ့ကြီးမန်းချက်ထိုင်ဝမ်အပါဝင်မြန်မာအပါဝင်ဖိလစ်ပိုင်အပါဝင်အိန္ဒိယနိုင်ငံတွေပေါ်မှာနိုင်လို့ရတဲ့လူကိုနိုင်မယ်သိမ်းလို့ရတဲ့မျိုးကိုသိမ်းမယ်ပြန်စတာအလုံးကုန်သွေးဆိုပြီးတိရုတ်လူမျိုးတကူကြီးထွားရတာပဒါနဆိုတဲ့တိရုတ်ရဲ့ကိုကျိုးဆွဲအလုံးပြင်းထန်သော2025ဖက်စစ်စနစ် ဂိုမင်းရဲ့အရေးချုံထားတဲ့ press စနစ်တစ်ခုကြောင့်ကမ္ဘာနိုင်ငံတွေဟာအခုဆိုရင်အင်အားချိန်ခွင်ရှာတွေညှိပြီးတော့အစုဖွဲ့အသီးသီးနဲ့အခုဆိုရင်တစုံတရာကိုတိတိဆိုင်ဆိုင်ဥတည်နေကြတာတွေ့ရပါလိမ့်မယ်။အဲ့တော့ရုရှားနဲ့ယူကရိန်းနဲ့စစ်ရဆဲတော်လကောင်းဖြစ်စဉ်တစ်ခုအရရက်ဆိုင်သွားရင်တော်လကောင်းစစ်မီးဟာ EU တော်လကောင်းတရုတ်ဂျပန်ကိုရီးယားတိုင်ဝမ်တို့မဟုတ်မြန်မာနိုင်ငံမိတ်မှာတော်လကောင်းထပ်မှန်ပြီးတော့ပြင်းပြင်းထန်ထန် တောက်ပလောက်နေထားရှိပါတယ်။ဘယ်ချိန်ထိတောက်ပမလဲဆိုရင်ကဘာကြီးကိုမတီးမငြိမ်မအေးမချမ်းအငြိမ်မသက်ဖြစ်နေစေတဲ့နောက်ွယ်ကလက်မဲကြီးတွေချုပ်ငင်းနေသည့်သောသောပြောတဲ့အချက်ကြီးသုံးချက်ပေါ့။မင်းအောင်လိုင်းအပါအဝင်မင်းအောင်လိုင်းကိုထောက်ပံ့ပေးထားတဲ့နဝတ်တွေချုပ်ငင်းသို့မဟုတ်နောင်တသို့မဟုတ်အေးယူနိုင်တဲ့အခြေအနေသည့်စစ်မီးကြီးတွေတော်လကောင်အသွဲသွဲသောဤပညာနဲ့ရှင်ပြိုင်ဆင်နွှဲတဲ့စစ်ပွဲကြီးတွေတော်လကောင်ဖြစ်ပေါ်ပြီးတော့အဲဒီကြားထဲမှာအမျက်ထွက်တယ်လို့ပဲပြောမလားမြန်မာတို့ရဲ့ကံကြမ္မာလို့ပဲဆိုမလားမသိဘူး တို့မြန်မာပြည်လွတ်လပ်ရေးဟာဒုတိယကမ္ဘာစစ်ကမ္ဘာစစ်ကြီးအပြီးမှကျွန်တော်တို့ရခဲ့ရတာပထမအကြိမ်လွတ်လပ်ရေးဖြစ်တယ်။အခုဒုတိယအကြိမ်လွတ်လပ်ရေးအတွက်ကျွန်တော်တို့တာဆွေးနွေးတဲ့အချိန်မှာစစ်မီးကြီးတွေဟာကမ္ဘာနိုင်ငံအသီးသီးမှာနဲ့မြန်မာပြည်ရဲ့အနီးအနားမှာတောက်လာပြီးမြန်မာပြည်ထဲမှာတော့အချင်းချင်းချနေတဲ့စစ်မီးတဟုန်ကုန်းတောက်လာနေကြတာကြာပြီးဖြစ်တယ်။ဆိုတော့လက်ရှိအခြေအနေအားလုံးကြီးကြီးအဖြစ်စောချက်သူထွက်မပြေးနေပါဘူးလို့သူ့ရဲ့လက်အောက်အခုဆိုရင်ဆရာမင်းနေဟာပို့ဆေးတင်လိုက်တဲ့အတစ်ကလေးနော်နိုင်မောင်စောကဘလို့ပဲပျော်ပျော်စောချက်သူပျောက်နေတယ်။ပြီးကြတယ်တရုတ်ကြားပြန့်ခေါင်းဆောင်တွေ ဘယ်နေရာမှာဘာလုပ်နေလဲဆိုတာကျွန်တော်လိုလူလေးဘာမဟုတ်တဲ့လူတော်မှအတရုတ်ကြားဖြန့်ကောင်းဆောင်နေဘေဟူရွှေ့သွားပြီရန်ကုန်မြို့ဘေကွန်ဒိုအခန်းနံပါတ်ဘလောက်ကိုရောက်နေပြီမင်္ဂလာတော်ဘယ်နေရာကိုဘယ်ဝင်းထဲမှာထားတယ်ဘယ်အထက်ချုပ်ဆက်ယုံကြီးရဲ့ဘီနာတရုတ်အဆောက်အုံနေမှာကြားဖြန့်ကောင်းဆောင်နေရောက်လာတယ်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ဘေမြူလေးကိုတော့ဘသူဘေတပ်ဖွဲ့ဥဆောင်မှုနဲ့ဘေကြားဖြန့်ကောင်းဆောင်နေကိုလောတဲ့လုံခြုံခွင့်ပေးထားတယ်ဆိုတာပြည်သူ့ဘက်တော်သားပြည်သူတွေရဲ့သတင်းပေးမှုကိုရရှိနေတယ်ကျွန်တော်လိုလူလေးတော်မှာ တည်ရှိနေရမယ်ဆိုရင်ကောင်းငင်ကနေပြီးတော့မြေပြင်က baseball ဘောလုံးရဲ့တစိုက်ကိုတော့လှမ်းဖတ်လို့ရတဲ့ satellite တွေပိုင်ထားတဲ့လူတွေအစစ်မြင့်နဲ့ထောက်လိုင်းရင်ရန်ရန်ကြီးတွေနဲ့တကယ်ကိုကမ္ဘာကျော်ထောက်လိုင်းတပ်ဖွဲ့ကြီးတွေရှိထားတဲ့ American လို့ဒီအစိုးရအဖွဲ့ကဘာမှမသိစရာအကြောင်းမရှိဘူးအဲ့တော့စင်သေးကိုစိတ်တည်နေဖုံးချင်နေတဲ့လက်ရှိနောက်ဆုံးလွတ်ရက်ဒီအခြေအနေကိုကြည်ချင်းအဖြစ် main online ဆရာဇွဲဂိုင်းကြားပြန့်ဂိုင်းမူရဂိုင်းခေါင်းဆောင်အုပ်စုတစုရဲ့အခြေအနေဟာနောက်ဆုံးချိန်ကိုရောက်နေပြီဖြစ်တယ်တော့သူဟာ ဘယ်လာရုစ်ကိုထွက်ပြေးမလားရုရှားကိုပြေးမလားရုရှားကပြည်နယ်တစ်ခုခုမှာတွားယူမတင်မရှားနိုင်ခိုးလို့မလားဒီနီလန်းကိုရွေးမလားတဟိတ်ခုံယုံကတဆင့်ချမှတ်တဲ့ကျိုးမင်ကိုတုံးဖို့ထောင်မိတ်ကိုခံယူပြီးထောင်ထဲမှာနေတွားပြီးနေမလားတုံးမဟုတ်အီတလီကမူဆိုလီနီလိုမျိုးဇော်ထိုးကျိုးဆဲချပြီးပြည်သူတယောက်ချင်းစီရဲ့ပြည်ပင်းမှုကိုခံမလားတုံးမဟုတ်သူ့ရဲ့ဖက်စစ်တပ်တွင်းကပဲဟစ်တလာနောက်ဆုံးချိန်ဖြစ်သွားတဲ့အချိန်မှာဖျက်ဆီးတယ်လို့သူ့ကိုယ်သူပဲဆူဆိုက်လို့မလားဒီ channel ၄ခုကလွဲလို့ option ၄ခုကလွဲလို့ main online အတွက်ရွေးစရာမရှိတော့တဲ့အချိန် ေကျွန်တော်တို့ဒေါ်လိုင်းတက်ဖက်ကအခုဆိုရင်ကြီးညာထားခဲ့တဲ့အတိုင်းဘိုးကာလာမှာအင်္ဂါတွေစုလက်နက်တွေစုအားလုံးမဟာပြူဟာတွေစုပြီးတပ်ပေါင်းစုကြီးပေါ်ထွက်မယ်လို့ခေါင်းဆောင်ကြီးတချို့ကပြောလာတဲ့အနေထားတချို့နေရာတွေမှာဆိုရင်ပြည်내ချင်းချားနေတော့လည်းပဲစီးရပေါင်းဆက်ပြီးတော့ကြီးမားတဲ့အဓိကကြတော့ heartland တွေကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေနိုင်တဲ့အနေထားရှိတဲ့အချိန်မှာဒါပေမဲ့တချို့နေရာတွေမှာတော့ရဲဘော်တချို့စိတ်သက်တည်တည်ကြာဆင်းတာရှိတယ်ကြာဆုံးမှုများပြားလား လူလူထောက်ပံ့မှုတွေလူလူကြက်တက်လာလို့ရောကြလာတဲ့အနေအထားတွေပေါ်မှာအားမရတာခေါင်းဆောင်လုပ်တဲ့လူတွေပေါ်မှာသူတို့လေးနှစ်တာလုံးလုံးမျောလင်းခဲ့တဲ့အချက်လက်တွေမျောလင်းသူတို့ဖြစ်လာတဲ့ကြောင့်အားမရတာစသဖြင့်တချို့တချို့သော PDF နဲ့တချို့တချို့သော drawing တက်ဖွဲ့တွေကရဲဘော်တချို့စိတ်တက်ကြဆင်းကြတာတွေရှိပါတယ်ချို့သူကိုယ်သူစူးစိုက်လုပ်ကြတာတွေရှိပါတယ်ဒါကလည်းခက်ခဲကြမ်းရှာလုံးတဲ့အခြေအနေမှာကြုံတိုက်ကြုံရတတ်တဲ့သဘောတဘောပါမလို့ကျွန်တော်အနေနဲ့ကြုံလုံးထပ်ပြီးတော့ဒီနေရာမှာပြောလိုက်ရင်ဒီနေ့ကျော်တန်ဖိုးအနည်းငယ်အနည်းငယ်နဲ့သွားတဲ့အချိန်မှာဒီကနေ့ဟာ climax ဇက်ရှင်အမြင့်ဆုံးဖြစ်သလိုအောင်ပွဲကိုရဖို့လက်တကန်းအနီးကပ်ဆုံးအချိန်လေးဖြစ်တယ် ော့မာရသွန်ပြေးပွဲတစ်ခုနဲ့ကျွန်တော်တို့ဘာမှနှမ်းရမယ်ဆိုရင်ပန်းတိုင်အလံကိုလှမ်းမြင်နေရတဲ့အချိန်ဟာကိုချီကိုလက်ကိုတော့မတည်ခြင်းလောက်အောင်ပင်ပန်းမှုပြင်းထန်ဆုံးအခြေဖြစ်ပါတယ်အဲ့တော့စိတ်သက်ကြဆင်းနေတဲ့ရဲဘော်တွေစိတ်သက်ကြဆင်းခြင်းတဲ့ရဲဘော်တွေကိုကျွန်တော်တို့ဟောမှာအလံမြင်နေရပြီဟောဒီမှာကြိုနေတဲ့လက်ခုပ်တန်းဖြောင်းဖြောင်းကြားနေရပြီဘလို့မောနေပါစီကျွန်တော်တို့ပန်းတိုင်ရောက်အောင်ဆက်သွားမှရမယ်ဆိုရယ်ယုံကြည်ခြင်းနဲ့ခွန်အားပြန်လဲမွေးမြူပေးကြပါဆိုတော့ခွန်အားလဲမွေးမြူမယ်တင်းငါပြီခွန်နဲ့တပေါင်းစုတွေတိဆောက်မယ်မဟာမိတ်တွေလည်းကျွန်တော်တို့ချိတ်ဆက်ကြပါအခုဆိုရင်ပမာပြရင်ယူကရိန်းအကဲရွေးတာ29ရက်နေ့တစုံတည်းရက်ဆိုင်ထွားတည်သွား သူ့မှာတနစ်ကိုထုတ်လုပ်နိုင်တဲ့ဒရုန်း၄သန်းရှိဒရုန်းအစီးရေ၄သန်းရှိဆိုတော့သူ့ရဲ့တိုက်ခိုက်နိုင်တဲ့နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ပစ္စည်းတွေဟာရုရှားကရက်ဆိုင်သွားလို့ရုရှားကိုမတိုက်ခိုက်နိုင်ဘူးဒီအဖြစ်အင်ဒီစနစ်ဒီချင်းတွေပေါ်ပေါက်လာအောင်ဆေးဆော်ခဲ့တဲ့အရင်မဲ့လက်တံကြီးတွေတိုက်ခတ်ဖို့မြန်မာနိုင်ငံအုပ်စုနဲ့နောက်ကွယ်ကလက်မဲကြီးတွေတိုက်ခတ်ဖို့အတွက်ယူကရိန်းလိုနိုင်ငံတွေကနေကျွန်တော်တို့စီးရီးယားမာမီဖွဲ့ပြီးလက်နက်နည်းပညာကူညီရအောင်တိုင်ဝမ်အခုဆိုရင်တရုတ်ကိုအာပေါ်ပေါ်တင်တင်အာခံဆန့်ကျင်ပြီးတော့ဂျပန် ဆူရှီစားပြလာတဲ့ထိုင်ဝမ်သမ္မတရှိကိုလည်းမဟာမိတ်ဖွဲ့ပြီးကျွန်တော်တို့ဆက်လက်နဲ့နှီးပညာနဲ့မဟာမိတ်ဖွဲ့ကိုကြိုးစားတင့်တယ်လို့လက်ရှိကမ္ဘာမိတ်ဆက်ဝင်ရိုးစိုးနိုင်ငံတွေကိုနှိမ့်နှင်းဖို့စီရေးအရတည်ဆောက်နေတဲ့ EU အပါအဝင်ဥရောပနိုင်ငံတွေအပါအဝင်နိုင်ငံကြီးတွေရှိရလဲမဟာမိတ်နဲ့ကျွန်တော်တို့ကျွန်တော်တို့နိုင်ငံရဲ့နောက်ဆုံးဖြစ်တော့ကမ္ဘာကြီးရဲ့စစ်ရာဇဝတ်ကမ်းကြီးတွေဖြိုခွင်းဖို့အတွက်နောက်ဆုံးဖြစ်တော့ဒေါ်လာရုံးကံမှုကြီးတွေခွန်အားဖြည့်ပေးဖို့စီရေးနိုင်ငံရေးမဟာမိတ်ဖွဲ့ကြိုးစားကြဖို့ကျွန်တော်တို့လိုပါတယ်ကြိုးစားနေကြလိမ့်မယ်လို့လည်းယုံကြည်ပါတယ်တစ်ဖက်ကကြရင်ဘာဖြစ်လဲလက်ရှိဖက်စစ်တပ်မင်းအောင်လှိုင်ရဲ့နောက်ဆုံးဖြစ်တော့ရုံးကံမှုဖြစ်တဲ့ force conscription law ရအတရတမစစ်သားစုဆောင်ပြီးလူငယ်တွေကိုမဖြစ်မနေမဝင်မနေရမဖမ်းမဝင်မင်းအမိတတ်မယ်မင်းအဖေတတ်မယ်မင်းအမိဖမ်းမယ်မင်းညီမတတ်မယ်စသဖြင့်တပ်ဖြတ်ချင်းချောက်ဖမ်းဆီးမယ်လို့ချင်းချောက်ပြီးတော့အတင်းသမားတွတ်သွင်းနေတဲ့စနစ်ကိုစစ်အာဏာရှင်ဘက်ကအာဓမလုံနေတဲ့အချိန်မှာအဲ့ဒီအာဓမ construction law ရမဖြစ်မနေအသေးခံခိုင်းရမယ်ကံကြမ္မာကိုကြုံတွေ့နေရတဲ့မြောက်လိုင်းရဲ့ထင်းချုံနိုင်စမ်းရှိသောနေရာဒေသကလူငယ်တွေလွမြောက်ဒေသဖြစ်လာတဲ့လက်လက်ဆက်ဆက်ဖြစ်သွားတဲ့နေရာဒေသလူငယ်တွေအနေနဲ့လူငယ်ဆိုတာ fresh ဖြစ်ပါတယ်အတွေးအမြင်ကျပြတ်နည်းနည်းအောင် ရီမန့်ချက်ကြီးကြီးနဲ့ရှင်သန်နိုင်တဲ့အုံနောက်ပိုင်းရှင်တွေဖြစ်ပါတယ်ဒီလူငယ်တွေကဖက်စစ်တက်ကမဖြစ်မနေဆေးဆော်ပြီးတော့ဖန်စီပြီးစစ်ထဲသွင်းခံရမယ့်အခြေအနေကိုလယ်ဆင်းခံပြီးတော့ငုံခံမှာလားအေးဒါပေမဲ့ကျွန်တော်တို့တော်လိုင်းရေးဖက်တွေက GeForce Consolution ကိုကျွန်တော်တို့သုံးမှာမဟုတ်ဘူးဒီမိုကရေစီနဲ့လူ့ခွင့်ရေးအတွက်ကျွန်တော်တို့ကကာကွယ်ဆောက်ရှောက်လေးစားတန်ဖိုးထားတဲ့လူတွေဖြစ်တယ်ကျွန်တော်တို့သုံးမှာမဟုတ်ဘူးကျွန်တော်တို့မသုံးလို့ကျွန်တော်တို့ဖက်မှာထိခိုက်ကြည့်ခိုက်ဒဏ်ရာရတာကြာဆုံးမှုလို့များလို့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေမှာလူရင်းအားနေသွားခဲ့တဲ့အချိန်မှာစစ်ကောင်စီဘက်ကအတင်းအမဆူဆောင်းတဲ့လူသစ်တွေနဲ့လူတိုင်းလုံးနဲ့တိုက်လာလို့ကျွန်တော်တို့ ောင်လိုင်းဘက်ကအင်းအားကြောက်လက်နက်ကလည်းရုရှားနဲ့တရုတ်ကထောက်ပံ့တယ်လူကလည်းအတင်းတမဆူစီလာတဲ့လူငယ်စိတ်ဆန္ဒမပါတော့လည်းပဲအဒီခံရမှကြောက်လို့တက်လာတယ်ဆိုလူငယ်တွေကြောက်ကျွန်တော်တို့သာစုတ်ရမယ်ဆိုရင်တောင်လိုင်းကပူရှိကြသွားနေတာဖြစ်တယ်ဒါကြောင့်လူငယ်တွေအနေနဲ့စစ်ကောင်စီဘက်ကအတင်းတမဆူစီတာကိုညင်ညင်သာသာနဲ့လေဆင်းခံပြီးတားတယုံပို့ခွာရပို့ခံရတော့မယ်နွားလို့မျက်ရည်ကြောက်ရုံလောက်နဲ့တန်းလန့်လိုက်သွားမှလားဒါမှမဟုတ်ငါတို့အနာကပ်ကိုတိဆောက်ဖို့အတွက်ရုံးကန်စ조사နေတယ်။တော်လိုင်းရဲ့ဘက်သားမှာဘက်သားများဘက်က force conscription ဆိုပြီးတော့ထုတ်ပြန်မှားတော့လည်းပဲငါတို့အသိစိတ်နဲ့တည်းငါတို့ ကွန်စထရက်ရှင်လုပ်ပြီးတော့တော်လိုင်းကြီးမှာအခုနောက်ဆုံးချိန်တိုက်ပွဲရောင်ဒီကိုမြင်နေရတဲ့တိုက်ပွဲမာရသွန်ပန်းနိုင်ကိုရောက်တော့မယ်အချိန်နေကဘာကြီးကလည်းနောက်ဆုံးအမေရိကန်အပါဝင်လာပြီးတော့မြန်မာပြည်အပါဝင်တရုတ်ကတရုတ်ကွန်မြူနီနဲ့ရက်ဒီတကဘာလုံးကိုထိ ंछ ုတ်ထားတဲ့အစီအမံကိုဖြုတ်ခွင်းတော့မယ်အကြီးမားဆုံးအချိန်နေမှာငါတို့လူငယ်တို့တရက်လုံးကတော်လိုင်းကြီးကိုရလာနေတဲ့ဝင်းကူမယ်ဝင်းတိုက်မယ်ဝင်းထောက်ပါမယ်စစ်ကောင်စီတွေအင်အားလုံးဝမဖြစ်အောင်ငါတို့ကြိုးစားမယ်ဆိုပြီးလူငယ်တို့အားလုံးကဒါအချီတဲနဲ့ရုံးမယ်တတန်တဲနဲ့ထွက်မယ် နိုင်ငံအနာဂတ်အတွက်အတူတူထိုင်ရမယ်ဆိုစိတ်ပိုင်းဖြတ်လိုက်မယ်ဆိုရင်တော့ပြေးကြတယ်မင်းတို့လည်းအုပ်စုဟာ January မရောက်ဘူး January ဆိုတော့2026မှာနေပြည်တော်မှာစစ်အာဏာရှင်ခြေချကြနေရမရှိဘူးဆိုတော့တမိုင်းတစ်ကိုကျွန်တော်တို့ရေးထုတ်နိုင်မှာဖြစ်တယ်ကဲလူငယ်တွေမလုပ်နဲ့ကဲဒါတော့ဘူးနီမျိုးစင်သုံးသက်ချက်ပြီလို့ပဲဖြစ်ပါတယ်နော်အဲ့တော့အများနဲ့ပဲဘူးနီမျိုးစင်ကတော်လိုင်းနဲ့ပတ်သက်တဲ့သတင်းကောင်းတွေအများနဲ့တင်ဆက်ပေးတာပါနော်တကယ်ပဲ2ရက်ကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ဒါတော့ကိုစီသုံးသက်ထားတဲ့သတင်းပဲဖြစ်ပါတယ်နော် ဟုတ်ကဲ့မနက်ပိုင်းသတင်းပြည်တော်ဒီလောက်ပါပဲเนาะအစားဆုံးကြည့်ပြီးတော့မြတ်ပြည်သူရောက်စင်ထူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ကြံဖက်မင်းအောင်လာရဲ့စစ်ပေးငလင်ပေးဘေးနဲ့ပေါင်းစုံပါကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ